မရဲ့အာအိမ်မက်ကပေါ့နော်ဒီ Miss Universe ဆိုတာတဲ့ဒီ Miss Universe ဆိုတဲ့ title နဲ့လိုက်တဲ့အိမ်မက်ကလေးတခုရှိတာပါအဲ့ဒါကတော့ညီမရဲ့ဒီငငယ်လေးကအရန်ဖြစ်ချင်းခဲ့တဲ့ project ကလေးတခုပေါ့နော်အဲ့ဒါကိုဒီ Miss Universe ဆိုတဲ့ title Miss Universe ဆိုတဲ့ platform ကိုတုံးချပြီးတော့ညီမကထပ်ပြချင်တာပါဒါပေမဲ့ညီမကဒီ Miss Universe မဖြစ်လာခဲ့လို့ညီမအဲ့အိမ်မက်လေးကိုညီမအသက်ရှင်သေး၍ညီမအဲအကောင်းဆုံးစူးစမ်းနိုင်သေး၍ညီမ ကောင်းဆုံးခြားပြနိုင်အောင်စူးစမ်းတော့မှာပါရှင်ဟုတ်အာညီမကတော့ဖေဖေကမရှိတော့ဘူးရှင် ဖေက17နှစ်ထဲကဆုံးသွားတော့မမေကတော့လက်ရှိရှိရယ်မမေကတော့ညီမရဲ့ဆုံးဖြတ်ချက်မှန်သမျှညီမရဲ့ဒီလှုပ်ဆောင်တတ်မှန်သမျှကိုဒါစီပိတ်စင်ပိတ်ပင်တာမျိုးတစ်ခါမှမရှိဘူးရှင်အာနောက်ကနေပံပူးပေးတယ်အားပေးတယ်ပြီးတော့အများနဲ့နှစ်သိပ်ပေးရရှင်ဟုတ်အဲမမေကိုတော့မမေကကျတော့ပြောမယ်ဆိုလို့ရှင်သူကဒီဖေဖေဆုံးသွားပြီးတဲ့ကဒီအိမ်တောင်ဇူးတစ်ခုလုံးရဲ့ပေါ့နော်အဲတာဝန်တွေအကုန်လုံးထမ်းဆောင်လိုက်ရတာဖြစ်တဲ့အတွက်အရန်ပင်ပန်းနေမမေကအာ အသက်ကြီးပြီ63ရှိပြီဆိုတော့ညီမကိုအသက်ကြီးမှမွေးရပါတော့เนาะဆိုတော့ညီမအဲ့နဲ့မှမင်းမြတ်ထိုက်တင်လောက်အဲတလျောက်ပေါ့เนาะဟိုစူးစားအားထုတ်မှုနဲ့အဲ့လိုမျိုးပံ့ပိုးပေးနိုင်တာမျိုးတော့မရှိတော့ဘူးပေါ့เนาะအဲ့တော့ညီမကညီမအနေနဲ့ကိုပတာကိုပဲညီမဖြစ်ချင်တဲ့ဆန္ဒတွေအကုန်လုံးကိုအဲ့လိုမျိုးတဆင်ချင်းတလှမ်းချင်းတလှမ်းချင်းအဲ့လိုမျိုးစူးစားပြီးတော့အဲလုပ်ခဲ့ရတာပါရှင်ဟုတ်အဖေဖေမရှိတဲ့ပုံမှာတော့တခါတလေတော့ဒီပေါ့เนาะဟိုငယ်တည်းက ဟိုအိမ်ဟိုနည်းနည်းလေးဟိုဖြစ်တဲ့အိမ်မကလေးတွေ့ရအောင်ခုနကပန်းထောင်ကလုတ်ခဲ့ဘူးချင်းနဲ့ဥစ္စာလေးရှိရအပြိုရယ်လေးလောက်ဖြစ်လာတဲ့အခါကျကိုကသူများရဲ့နီးတူကိုအဲ့လိုမျိုးခုနကပန်းထောင်ကလေးအဲ့လိုလုတ်ချင်တယ်ဒါပေမဲ့ဖေဖေကမရှိတော့တဲ့အခါကျတော့မလုတ်ကြဘူးလေဒီမိမကြီးဥစ္စာရဆိုတော့ အဲ့လိုမျိုးလေးတော့တခါတလေလို့တငယ်မှုကတငယ်မှုလေးတော့ဝင်မိရယ်ဒါပေမဲ့အရင်ကြီးတော့မဖြစ်ဘူးဘာဖြစ်လို့ဖြစ်ဖြစ်မရှိပေမဲ့လည်းအာညီမမာဒီဖေဖေရောမမီရောဆိုရက်အားနှစ်ဖက်လုံးအဲ့လိုမျိုးဒီထောက်ပံ့ပေးနိုင်တဲ့မမီတယောက်လုံးရှိရတဲ့အတွက်အဲညီမအဆင်ပြေပါတယ်ရှင်ဟုတ်